အခုကစုံရက်ဗောနောရိုးပြင်းတွေမှာကျင်ပါတဲ့ပွဲလေးဗောနောတကြံအစားတကြံအနေနဲ့ကျင်ပါတာဖြစ်ပါတယ်ရမုံငွေရှာရင်းနဲ့အမမြမရဲ့ရိုးရတကြံကျင်ပါဖို့အတွက်ပြုလုပ်ထားတဲ့ပွဲလေးဗောမြမရိုးရအစားအစာတွေရောင်းနေအာပွဲလေးတွေအကတွေပါပြီမြန်မာနိုင်ငံမှာ ဖြစ်တဲ့ဒီမတ်လ28ရက်နေ့မှာဖြစ်တဲ့ငလင်တန်းကြောင့်မို့လို့ဆုံရှုံခဲ့ရတဲ့အသက်ပေါင်းများစွာအဝိင်စည်းစိမ်တွေပျက်စီးခဲ့ရတဲ့အတွက်ပွဲပျော်ပွဲရှင်ပွဲအစားပေါ့နော်ဒီအစားစရာရောင်းတာရေပကြီးကားလေးတွေပြတာရေပေါ့နော်အဲ့ဒါလေးတွေပဲဆက်လုပ်ဖြစ်တာပါအခုကတော့စားစရာကူပွန်လေးတွေဝယ်နေတာဖြစ်ပါတယ်ကတ်တက်ကူငါးချက်ပါအာ ီကိုရောက်တဲ့ချိန်မှာလေမတွေ့တာကြတဲ့တငယ်ချင်းတွေနဲ့လည်းစုံရတယ်။အာကျောင်းတက္ကသိုလ်တက်တုံးကဆရာနဲ့ဆရာမနဲ့လည်းစုံငင်ရပါတယ်။လူလေးဟိုစီပါတယ်သူတို့ကတော့လူကြီးအကန့်အသတ်နဲ့ရောင်းတာပေါ့နော်လက်မှတ်ကိုအဲ့ဒါကြောင့်မို့လို့အာအရင်တညံပြီးတော့ဟိုတိုးမရဖြစ်နေရမျိုးတော့မဟုတ်ပါဘူး။လူကြီးအကန့်အသတ်လေးနဲ့မို့လို့အာစီလဲစီသလိုအရန်တူပိတ်နေရတော့ဟုတ်ပါဘူး။ တို့ကတို့ရဲ့အမကိုဝတ်ဥကြောင်းဝယ်ခိုင်းနေရပါတော့တို့ရဲ့ကကြတော့ဝတ်ဥကြောင်းကညညဆိုရင်အမ်ကြီးလို့ရတယ်ဆိုပြီးတော့ပြီးတော့အလူကြော့ဝယ်တယ်ပေါ့နော်အဲ့ဒါနဲ့ကို့တောင်မှအရက်သမားဆိုပြီးတော့အပြောခံလိုက်ရပါသေးတယ်ကိုလေကိုကြိုက်တာကိုဝယ်တာပေါ့နော်ဒါကတော့ဝတ်သားရိုးဆိုင်မှာဝတ်သားရိုးဆိုင်ရဲ့ကူပွန်နှစ်ခုပေါ့ ုံးရပါတယ်တန်းအရန်စီရတဲ့အတွက်အစားချင်ပေမဲ့လည်းမစီခဲ့ဘူးဒါကအင်းဒါကမုံလုံးကြီးပေါ့ဗျမုံလုံးကြီးပေါ့စိုင်းပြီးတော့အင်းလက်မှုပစ္စည်းလေးတွေလက်နဲ့ထိုးရက်ပြီးတော့ထိုးထားတဲ့ပတ်စံအိတ်ကလေးတွေပေါ့နော်အဲ့လိုအဲ့လိုစိုင်းလေးတွေလည်းတွေ့ခဲ့ရပါတယ် ဒါလေးကရိုးရချီရဲလေးရောင်နဲ့ဆိုင်မှာအလဲမှာဟိုစားစရာသပွဲကြီးရှိရဲခုဝယ်ချက်ချင်းဝယ်ပြီးတော့လဲစားလို့ရတယ်ကိုရီးယားတော့မစားခဲ့ပါဘူးဝယ်သမျာပါစဲထုတ်လာတာပေါ့နော်ဒီအင်ကြီးလေးတွေကတော့ကြိုက်တဲ့လောက်ယူကြိုက်တဲ့လောက်ပြီးပေါ့အလူသဘောမျိုးဖြစ်တဲ့အတွက်အင်ကြီးတွေကိုဈေးသတ်မှတ်မထားပါဘူးစင်ပေါ်မှာတော့အမေစုရဲ့ပကြီးပုံ ပကြီးကားလေးတွေပြထားပါတယ် အဲ့ဒါလေးတွေကိုခဏဒီပွဲပြီးရေပွဲပြီးကန်ဒီချိန်မှာသူတို့ရောင်းတာဒီလန်တင်တာမျိုးလုပ်မှာပါသူတွေရဲ့ရေချမ်းစင်ဥက္ခရာပါသူကမင်းသမီးဆိုတော့အလူပဲတပုံတွဲရိုက်ကြရဲ့သူကြီးအများကြီးပဲအခု lucky draw လေးရကြတော့သူကအာကူပွန်တစ်ခုကို spin တစ်ခါလှည့်လို့ရတယ်အမှ coin pouch လေးတွေ အဝါတာဘော်တယ်ရေဘူးလေးတွေစာအုပ်လေးတွေမေဖောက်ပြီးကြားတဲ့ဟာမေပြီးလက်ဆောင်ပေးတာပေါ့နော်အခုခြေစင်ကခွိုင်းပေါ်လေးရပါတယ်ခွိုင်းထဲထဲဟာလေးပါကလေးဆိုတော့သူကလက်ဆောင်လေးတွေလိုချင်တာပေါ့နော်အခုဆိုင်လေးကကြက်စံဟင်းကားဆိုင်မှာတန်းကလည်းရှည်ရွယ်စီရပါတယ်ဒီကတော့စပင်လေးမှာကျမပဲဖြစ်ပါတယ်ကလေးကိုရိုက်ခိုင်းထားပြီးတော့ ပါပတ်ဆောင်ပေါင်မလဲကြည့်ကြရအောင်အဲ့ရလေကလေးကအတင်းမဲ့ဟိုလက်ဆောင်လိုချင်လို့မမလဲဆိုပြီးတော့လှည့်ခိုင်းလို့ဝင်လှည့်တာပါကူပွန်တစ်ခုကိုတစ်ခါလှည့်လို့ရပါတယ်အပျော်ပေါ့နော်ပြောပဲပြောရတာပဲကိုကအစားတလိုင်းလေအဲ့လိုလက်ဆောင်မလိုခြင်းမုံစားဖို့ပဲကြံနေရ ျမဒီနေရာမှာဗီဒီယိုနည်းနည်းရှိသွားမှဆိုလို့နည်းနည်းရေးလိုက်တယ်ပေါ့နော်အဲဒါကြောင့် speed ကြီးရနည်းနည်းမြန်နေရယ်စာအုပ်ကလေးပောက်တာဖြစ်ပါရဲ့အဲဒါစာအုပ်တအုပ်ရေးယူလာခဲ့ပါနဲ့ ီဆိုင်လေးက weekend bike ဆိုပြီးတော့ဆရာဇီဝင်းထွန်းနဲ့ဆရာမနဲ့ဖွင့်ထားတဲ့ရှမ်းတူဦးနွေဆိုင်လေးပါမမျော်လင့်မဲနဲ့ဆရာဆရာမတွေကိုပြန်တွေ့ရတာပါအကြောင်းတော့ဆရာဆရာမတွေပါခြေစဉ်ကတော့ဆရာကိုတွေ့တော့ရိုက်ပြီးနှုတ်ဆက်လို့ဆိုပြီးတော့ teacher တွေကိုဘလို့နှုတ်ဆက်တာလဲဆိုရင်ကလေးတွေကတော့ပြောပါတယ်ကိုရီးယားတော့အเจ้าမှာဆရာဆရာမကြီးဆိုတငယ်ချင်းပေါင်းပေါင်းတော့ခုခေတ်ကလေးနဲ့မတူတာလားမသိဘူးပေါ့နော် အခုကဝေထားတဲ့စားစရာတွေကိုမဆူထားတာပါပြန်နေချိန်ကြရင်သေးဖို့ပါတခုကဒီမြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်ထားတဲ့7.7 magnitude ငလင်တန်းကြောင့်မလို့အိုးအိမ်ပျက်စီးရတဲ့ပြည်သူတွေအသက်ဆုံးရှုံးရတဲ့ပြည်သူလူထုအတွက် ဝန်းနေခြင်းအထိမ်းအမှတ်တစ်မိနစ်ငြိမ်သက်ပြီးတော့ဟိုငြိမ်သက်ပြတဲ့ခန္ဓာပွဲလေးပြုလုပ်ပြုလုပ်ခဲ့တာဖြစ်ပါတယ်အဲဒီနောက်မှာထွင်ရင်ချစ်တော်ကဘာမြေတခြင်းလေးနဲ့ဖြော်ဖြေးတင်ဆက်ခဲ့ပွဲလေးကို ကြည့်ခဲ့ရပါတယ် အမေစုပုံ ပကြီးကားလေးတွေကိုဟိုစင်ပေါ်မှာပြတ်တက်ထားတဲ့ပကြီးကားလေးတွေကိုရောင်းချပေးနေတာဖြစ်ပါတယ်ဒီလန်ဒင်ရောင်းချတာပေါ့နော်ဒီထဲမှာဒီပုံအကြီးဆုံးပကြီးကားကဆရာဆရာထီးဆွဲပေးထားတာဖြစ်ပါတယ်ပကြီးကားရောင်းရတဲ့အလူငွေတွေကိုလည်းခုလက်ရှိငလင်းချောင်းမှုလို့ခန်းစားနေရတဲ့ဒေသတချို့ကိုပူညီထောက်ပံ့ပေးမှဖြစ်တဲ့အတွက်အဝိုင်းပြီးတော့ ဝယ်ပြီးကြတဲ့စင်ကာပူရောက်ရှိမြန်မာညာကလည်းလီစာဂုံယူဖို့ကောင်းပါလေဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲကြည့်ရှုပြီးလို့ကျေးဇူးတင်ပါတယ် bye see you in next video